နောက်မင်လာပေါင်းနဲ့ပြေဆုံးကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျော်ဒီနေ့မှာဆိုလို့ရှင်တော့အင်္ဂါနေ့ညပေါ့နော်အင်္ဂါနေ့ညဒုံးနေမနဲ့အစောပိုင်းမှာကံမှုရှိနေတဲ့ချိုးချိုးတော့ Champion League ပွဲစဉ်လေးတွေကဘယ်ပွဲစဉ်တွေကဘယ်ချိန်လေးမှာကံမှုရှိလဲဘယ်ပွဲစဉ်တွေကစိတ်ဝင်စားဖို့ကောင်းလဲဆိုတဲ့အဥစားလေးကိုကျွန်တော်ဒီနေ့မှာလုပ်ပြီးတော့မှလည်းဖြစ်ပါတယ် ကျွန်တော်ဒီနေ့အစောဆုံးပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ Stavia Prague နဲ့ Arsenal တို့ကံမဲ12နာရီခွဲပွဲစဉ်ရှိတယ်12နာရီ15ပေါ့နော်ဆိုတော့ဥရောပဘက်မှာကျွန်တော်အကုန်လုံးသိကြတဲ့အတိုင်းပဲ12နာရီနောက်ဆုတ်သွားပြီဖြစ်တော့ကျွန်တော်ကြည့်ရတဲ့ပွဲစဉ်တွေကတော့12နာရီ12နာရီနောက်ဆုတ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ကြောက်2နာရီခွဲပွဲစဉ်တွေဖြစ်သွားတယ်အစားဆုံးတော့2နာရီခွဲပေါ့နော်ဆိုတော့ဒီပွဲစဉ်ကအစောဆုံးပဲ12နာရီ15မှာကံမဲ Stavia Prague နဲ့ Arsenal တင်းနဲ့ကစားတော့မှာလည်းဖြစ်တယ်ပြီးလို့ရှိရင် Napoli နဲ့ Frankfurt နဲ့ကံမဲပွဲစဉ်လည်းရှိတာဖြစ်တဲ့အတွက်အနောက်ပွဲလေးကတော့မစိုးဘူးပေါ့နော်အစောလေးကျွန်တော်ထပြီးတော့ကြည့်လို့ရတဲ့ပွဲစဉ်လို့ပြောလို့ရတယ် အရန်ကြီးတော့နောက်မကျသေးတဲ့အတွက်ကြောင့်ကြီးလို့ကောင်းမယ်နှစ်ပွဲပေါ့နော်အာဆင်နယ်ကဒီပွဲစဉ်မှာတိတ်အားဆိုင်မယ်လို့မထင်ဘူး အားစိတ်ဆရာလည်းမလိုပါဘူးဗျာသူတို့ရဲ့ second line နဲ့ gain အောင်ဒီပွဲစီကနိုင်တော့တယ်ဆိုတော့နော်ဘိုနာပိုလီကတော့ front back နဲ့ရှင်ဆိုင်ရမယ် front back ဘက်ကို share သိမ့်မယ်ဆိုတဲ့သဘောမျိုးမှရှိတယ်ဘာလို့လဲဆိုတော့ front back ကလုံးဝခံစီကြီးကိုဖွင့်ပြီးဆော့တာပေါ့နော် liverpool တော့မှ goal ပြနိုင်တာဒီနောက်မှရှိရတော့ကြောင့်ဒီပွဲစီကအကျိန်းနဲ့ဖြိုးပြီးကြည့်လို့ကောင်းမယ်လို့ကျွန်တော်တို့ထင်တယ်နောက်တစ်ပွဲစီကဝယ်နေလဲဆိုလို့ရှိရင်နှစ်နာရီခွဲမှာကန်သွားမယ် atletico နဲ့ union စိတ် gallos ပေါ့နော်ဆိုတော့ဒီပွဲစီမှာဆိုရင်မထမဲ့ပဲနဲ့အပွဲစီကလည်းကြီးကောင်းနိုင်တယ်ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင် union စိတ် gallos ကတော်တော်လေးကောင်းတဲ့ belgian club ပေါ့နော် ဆိုတော့တစ်ဖက်ကအက်တလက်တီကိုကလည်းဒီလာလီဂါမှာဆိုလို့ရှိရင်တော့စတန်ဒတ်တစ်ခုမှရှိနေတော့မယ်။ဒါပေမဲ့အရင်ကြီး solid ဖြစ်ပြီးတော့ကောင်းလာကြီးတော့မဟုတ်ဘူး။ဒါဘာစီလိုနာရီယယ်မက်ဒရစ်တို့တော့မမှီဘူးပေါ့နော်။ဒါပေမဲ့သူ့အနေထားလေးတစ်ခုမှရှိတဲ့အတွက်ကြောင့်အင်ကွင်းမှာ Union စိတ် Gallows နဲ့ပွဲစဉ်မှာဘယ်လိုမျိုး result ထွက်လာမယ်လို့ထင်လဲပေါ့နော်။အဲ့ဒါကြီးအောက်ကကွန်မန်တာမှာရေးခဲ့လို့ရတယ်။အပွဲစဉ်ကလည်းမတမပတ်နဲ့ draw လေးချိန်နေဖြစ်ပြီးတော့ကြီးတို့ကောင်းသွားနိုင်တယ်။နောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ Real Madrid ဒါကတော့မပြောမပြောမဖြစ်ပေါ့နော်။ Liverpool တဲ့အင်ကွင်း Anfield မှာကစားတော့မှာဖြစ်တယ်။ Liverpool ရဲ့အင်ကွင်း Anfield မှာကစားတော့မှာလည်းဖြစ်တယ်။ ဒါကတော့နှစ်နာရီခွဲမှရှင်းပြနိုင်မယ်။ Real Madrid တင်းနဲ့ရင်ဆိုင်ရမယ်ပေါ့နော်။ဆိုတော့ဒီပွဲစဉ်ကလည်းအမတ်တရပေါင်းများစွာနဲ့ကံအမဲ့ပွဲစဉ်ဖြစ်တဲ့အကြောင်းတော်တော်လေးအကျိတ်နဲ့ရှင်မဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ Trent Alexander-Arnold ရဲ့ Liverpool မှာဒီနှစ်မှထွက်သွားပြီးတော့ဒီနှစ် Liverpool ကိုပြန်လာကံရတဲ့ပွဲစဉ်ဖြစ်တဲ့အကြောင်းကျွန်တော်တို့စိတ်ဝင်စားနေစောင့်ကြည့်ရမယ်။အတခုပြောလို့ရှိတာက Real Madrid တင်းဘက်ကအဲ trend ကိုပဲသုံးပါလားဒီညမှာ verbadio ပဲဆက်သုံးပါလားတော့ကျွန်တော်မပြောတတ်ဘူးဆိုတော့အဲ့ဒါတော့ချက်စောင့်ကြည့်ရမယ်ပေါ့နော် liverpool တဲ့အင်ကုန်းမှာဖြစ်တော့ကြောင့် real madrid အသင်းနဲ့ အနည်းငယ်လေးခက်ကန်းခက်ကန်းနိုင်တယ်ဆိုရင်လက်ရှိ current form အနေထားရအောင်ပွဲစဉ်စရာဘာညာအကုန်လုံးကြည့်မယ်ဆိုလို့ရှိရင်တော့ Liverpool အနေနဲ့ Real Madrid ကိုတော်လေးခက်ခဲနဲ့ရင်ဆိုင်ရှင်မြန်းမဲ့ပုံစံရှိရယ်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ဒီမှာဆိုလို့ရှိရင် Real Madrid တင်းရပဲပြပြသားအตาရထားတဲ့ head to head ရှိရတော့ကြောင့်ဒီပွဲစဉ်ကတော်လေးကြိတ်နေဖြစ်ဖြစ်နဲ့ကြည့်လို့ကောင်းမယ်ပွဲစဉ်ပွဲလို့ထင်တယ်အဲဒီပွဲစဉ်ကပွဲကျူသွမ်းချက်တော့ကြောင့်တည်တယ်နေထပ်ပြီးတော့လုပ်ပေးမှာပေါ့နော်ဆိုတော့အဲ့ဒါ view ရဆိုလို့ရှိရင်ထဏာခွန်းမှာပဲကံမဲ့ PSG နဲ့ Bayern Munich နဲ့ပေါ့နော်ဒီပွဲစဉ်ကတွေ့သလားမမေ့တဲ့ဒီနေ့သေးရတယ်အဓိကကတော့ PSG ရဲ့နဲ့ Bayern Munich နဲ့ကကျွန်တော်တို့ဒီတမိုင်းဟောင်းတွေအများကြီးရှိရပါတော့။အဲဒီ final မှာကန်ခဲ့တာတွေပါတယ်ရှိတယ်။အဲ့ဒီခက်တုန်းကကျတော့ Bayern Munich ကတကိုးထွားနေတဲ့အချိန်ပေါ့။အခုချိန်မှာဆိုတော့ PSG က next level ရောက်နေတဲ့အတင်းလက်ရှိ Champion League ရဲ့ အရှင်သခင်ပေါ့နော်ပြီးလို့ရှိရင်လက်ရှိ current champion ဖြစ်တဲ့အကြောင်း PSG တင်းနေတဲ့အင်ကွင်းမှာ Bayern Munich တွေကို blow ရင်ဆိုင်ရှင်မှန်မယ်လို့ဆိုတော့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီပွဲစဉ်မှာလည်းတော်တော်လေးစောင့်ကြည့်ဖို့ကောင်းတဲ့ပွဲစဉ်တွေမှာဒီကြဘောကိုပါလိုက်ပြီးမယ်အပွဲစဉ်တွေရဲ့ပွဲတူသွင်းချက်ကိုလည်းကျွန်တော်တည်တံ့ထပ်ပြီးတော့တင်ပေးမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီ Tottenham Hotspur တင်းနေတဲ့ Kevin Hagen တင်းရန်ပွဲစဉ်ဒီပွဲစဉ်ကိုကျွန်တော်ကထည့်မပြောလို့ထားပေးမယ် Tottenham Hotspur တင်းနေတဲ့ မနိုင်လို့မရတော့တဲ့ပွဲစဉ်တွေဖြစ်လာရပြီတော့ကြောင့်ကိုဘင်ဟေဂင်ကတော့အကောင်းဆုံးရင်ဆိုင်ရှင်မြန်နိုင်မယ်လို့တော့ထင်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ထင်တာတော့တော်တင်ဟော့စ်ပါတီမှာအနိုင်ရသွားမယ်လို့ပဲထင်ပါတယ်ကျွန်မတို့ရောကမ်မက်ချန်ပီယံလိပွဲစဉ်တွေကနေပြီးတော့ဘယ်ပွဲစဉ်ရဲ့ reset တွေကဘယ်လိုထွက်လာမယ်လို့ထင်လဲဘယ်ပွဲစဉ်တွေကိုစောင့်ကြည့်ပြမယ်လို့ထင်လဲအောက်ကကွန်မန့်ထဲမှာဝင်ပြီးတော့ရေးခဲ့ပြလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးဒီ YouTube channel လေးကိုကြားနေတဲ့လို့ဆိုလို့ရှိရင် like and subscribe follow နေမျိုးကူညီကြလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုကမှပြန်တွေ့ရအောင်